home bakery လေးစခဲ့တော့ကအဲ6သိန်းလောက်နဲ့စပြီးတော့လှုပ်ဖြစ်ခဲ့ရပါရှင်မအားဆိုင်ရဲ့နမည်အကြီးဆုံးပါမမင်းသားပါသူကတော့ဘေးသားပါမဟုတ်ပါသူဆိုရင်လဲစားဖို့အရင်တက်တော်ပါတယ်ဈေးနှုန်းချက်အားဖြင့်6500ချက်ပါအထဲမှာသူကအစာလေးမျိုးပါပါတယ်ဘေးသားရဲ့ချက်ဥရဲ့ချီရဲ့ချက်မြင်ရပါညီမစပြီးတော့တိမ်ထူဆိုင်ခွဲလေးစားဖွင့်တော့ဆိုဝန်ထမ်းလေးရောက်နေစခဲ့ရပါအခုချိန်မှာညီမဝန်ထမ်း55ရောက်တောင်ရှိပါပြီ ဲသူကတော့ beast den လို့ခေါ်ပါတယ်အထဲမှာခွေချီရဲ့ပြီးအနှစ်ရဲ့အနှစ်လေးပါတယ်ပြီးတော့ဒီကမတ်မုန်တီးပေါ့နော်အဲစားလို့တော်တော်ကောင်းပြီးတော့ဘိုက်ဝပါတယ်စားလို့တော့တော့မရှိဘူးရှင်ညီမနဲ့ညီမအမျိုးသားနှစ်ယောက်ပေါ့နော်တယောက်ကမုတ်တီးဖို့ရင်တယောက်ကဦးရီခွက်တီးစေးကိုတယောက်ကဦးရီခွက်တီးစေးတယောက်ကမုတ်ဖို့အဲ့လိုပုံစံနဲ့စားခဲ့ရပါမီနူပေါင်းကတော့မျိုး80ကျော်ပါတယ်ကိတ်ဖက်မှာတော့40ကျော်ပတ်မုတ်ဖက်မှာ50ကျော်80နဲ့90ဝန်းကျင်လောက်ရှိပါရဲ့ရှင် 哦ငါပြင်မနေပြီမဲငါ့ကိုအားပေးရတဲ့သူတွေရှိနေသေးရပါပဲဆိုတဲ့စိတ်နဲ့ပြန်ထပြီးတော့ရက်ခေရအခုချိန်ထိပါပဲရှင်အဲဒီဇိုင်းမမတ်တရားလောက်သွားမယ်အစူးစမ်းမယ်ဆိုရင်တော့ဘဲနိုင်တစ်ခုရောက်မှာပါတက်သိမ်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့ YCBNC ရဲ့လန်လန်လန်ခဲချစ်ကန်ဆတ်မဲ့အစီအစဉ်မှာပါဝင်ပြီးအလန်စာဆူတဲ့ဆောင်တွေကိုရယူလိုက်ပါ iPhone 16 Pro နှလုံး motorcycle 10ဒီတသိန်း5000စတဲ့ငွေသားစုမဲတဲ့အပြင် YCBNC စစ်ကတ်တွေကိုရယူကန်ထူးနိုင်မဲ့အခွင့်အရေးကြီးဖြစ်ပါတယ်။ဒီဆက်ရဆေးဆိုင်မှာ YCBNC ကိုဝယ်ဘူးကမှာပါတဲ့ခက်ချစ်ကန်ဆန်းတွေကိုချစ်ပြီးတော့ဒန်းစားစုလက်ဆောင်ကိုအခုပဲရယူလိုက်ပါ YCBNC စစ်ကတ်ကိုဝယ်ပြီးခက်ချစ်ကန်ဆန်းတွေကတ်ကိုတိုင်မှတောင်းယူမမင်းနဲ့အောင်ခုံအားပြည့်ဝကျမ်းပါဖို့ YCBNC တောက်ကြစို့ မြမဆိုင်လင်းရဲ့နာမည်ကတော့ Jay Squid Curry လို့အမည်ရပါရှင်ဟုတ်ဟုတ်ပါရင်မြမနာမည်ကတော့မချစ်ချင်းလို့ခေါ်ပါရှင်ဟုတ်အဲ2018ကနေပြီးတော့စဖွင့်ခဲ့ရပါအခုဆိုရင်ခုနှစ်နှစ်ရှိပါပြီရှင်ဆိုင်ရဲ့လိပ်စာလေးကတော့ဆိုင်ခွဲနဲ့ဆိုင်ရှိပါရဲ့ရှင်အမက်458တိမ်ဖြူလမ်းမပေါ်မှာဒီဇိုင်းကြောက်တရားမျိုးတွေမှာရှိတဲ့39လမ်းထိပ်က one stop mat ထဲမှာဒီဇိုင်းနှစ်ဆိုင်ရှိပါရဲ့ရှင် ဆိုင်သစ်ဖွင့်မဲ့လိမ့်စာလေးရတော့အဲတိမ်ဖြူလမ်းမပေါ်အမှတ်450ရှင်အဲမြမကုံကြီးမိပိုင်ထိတ်နေနေပါတယ်ရှင်အဲ15ရက်နေ့ကျရင်ညီမတို့ဒီ main break ကို grand opening လုပ်သွားမှာဖြစ်ပါတယ်ရှင်အဲနောက်ထပ်ဆက်ဖွင့်မဲ့ဆိုင်လေးရတော့ကြိုက်ခေဆန်လမ်းမပေါ်အဲတောင်မွေမြို့နယ်159လမ်းထိတ်မှာတည်ရှိပါတယ် grand opening လေးရတော့18ရက်9လ2025မှာပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ဆိုင်လေးရလေ Jay's Bakery နဲ့မယ်လေးနဲ့ပါဒီတောင်မွေဆိုင်ခွဲလေးရတော့ညီမတို့ဆိုင်ရဲ့၃ဆိုင်မြောက်ဆိုင်ခွဲလေးပါရှင် အဲရှိပါရဲ့ဘယ်အလုံးမဆိုအခက်ခဲရအများကြီးသိရှိရမလို့အဲအခက်ခဲရအများကြီးဆိုင်ခဲ့ရပါတယ်ဟောပေါ့နော်အဲညီမကလည်းလူငယ်တယောက်ဖြစ်တယ်ပေါ့နော်အခုဆိုရင်ဟော အဲလမ်းကြောင်းပေါ်ရောက်လာတဲ့အလုပ်လုံလက်ဆာလေးဖြစ်လာတဲ့ပုံမှာအဲအဓိကလူငယ်တွေကိုအားပေးချင်ပါတယ်ဘယ်အရာမှလွယ်လွယ်နဲ့မရပါဘူးအချိန်ကာလတစ်ခုကိုပေးဆက်တဲ့အချိန်ကြရင်ကိုလူချင်းနဲ့ပန်းနိုင်ကိုရောက်သွားမှာပါအဲဒီကာလမှာပေါ့နော်အများသောအားဖြင့်အစိတ်သက်တည်ကြကြရဲခက်ခဲကြရဲပေါ့နော်အဲပျော်ရွှင်စရာတွေလည်းနည်းလာတဲ့ကာလမှာကိုလုံးရတဲ့အရာကိုတခြားလေးစီးဆိုင်လုပ်မယ်ကိုလုံးရတဲ့အရာပေါ်စိတ်ဝင်စားမှုတရားရာခိုင်နှုန်းရှိမယ်ဟောညီမတွေးရပေါ့နော် လုံးမယ်ဆိုရင်လည်းလုံးဝတရားရာခိုင်နှုန်းအပြည့်လုပ်မယ်မလို့ ုံဆိုရင်လည်းလုံးဝနားလိုက်တာမျိုးလုပ်ဖို့လူငယ်တွေကိုအကြံပေးပါရစေ။တခါတလေကျရင်ကိုကအလုပ်တွေလုပ်နေရဲဒါမဲ့ဒီလုပ်ကိုစိတ်မပါနေရမျိုးကြီးလဲကျေတို့လည်းခုလက်ရှိကြုံတွေ့နေရတော့ပေါ့နော်။အဲ့လိုမျိုးဆိုရင်ကျေကတော့ဆက်မလုပ်တော့ဘဲနဲ့တရက်ဖြစ်ဖြစ်နှစ်ရက်ဖြစ်ဖြစ်ကိုဘကိုဆက်ကိုဖီးတဲ့အနေနဲ့လုံးဝနားလိုက်တယ်ကိုရဲ့ဟိုဟာစိတ်ကိုပြောင်းအောင်ပေါ့နော်လုံးဝအနားယူလိုက်တယ်ပြီးတော့မှအစ်တတဖန်ပြန်ဆတာမျိုးလုပ်ဖို့ပေါ့နော်ဒီနီလန်းလေးကတော်တော်လေးအတုံးဝင်မယ်လို့ယူဆပါရယ်အဲ့တော့လုံးမဲ့အလုပ်ကိုတရားရာခိုင်နှုန်းလုံနိုင်တော့မှလုပ်ပါလုပ်ခဲ့မယ်ဆိုရင်လည်းတရားရာခိုင်နှုန်း အပြည့်လို့ပါအဲဒီလိုပဲလဲကြတဲ့အချိန်ကြောင်းရင်အခက်ခဲတွေကိုပေါ့နော် ပြန်တွေးပြီးဖြည့်ရှင်းပြီးတော့ပြန်ပြီးတော့အဲထနိုင်ကြပါစေအလုံးပဲအဲဒီခက်ခဲနေတဲ့ကာလတွေကိုအမြန်ကြော်လွန်ပြီးတော့ကြော်ဖြတ်နိုင်ပါစေလို့အဲဒီကနေပြီးတော့ခွန်အားပေးလိုက်ပါတယ်ရှင်ဟုတ်ကုလဲကုခဲ့ဘူးပါတယ်ရက်လေရက်ခဲ့ဘူးပါတယ်ပေါ့နော်အဲလုပ်ငန်းဆောက်လုပ်ပြီး6လလောက်နေတဲ့အခါကျတော့ဟိုဒီအရန်ပေါ့နော်ဟိုမတူတဲ့ဟာမျိုးက မြန်မာတို့အရင်ဖြတ်တန်းခဲ့တဲ့ line နဲ့ဒီ line ကအရန်ချင်းချက်ဖြစ်တယ်ဒီ line ကအရန်ပစ်မန်းတာမျိုးတွေရှိရဥပမာပေါ့နော်ဟိုတက်ရောက်သေးလောက်ရတဲ့ပုံမှာပကံဒီခွက်တွေအများကြီးဆိတ်ရတာမျိုးအဲဒီလိုအခက်အခဲကြီးကြုံရတဲ့အချိန်မှာညီမလုံးဝရက်ပစ်လိုက်တယ်ပေါ့နော်၃လလောက်အလုတ်ကိုလုံးဝနားခဲ့ပူပါတယ်အဲ၃လလောက်နားရယ်ပေါ့နော်၁လလောက်တော့ခုနပြောခဲ့တယ်လို့ပဲခွက်ကိုတိရှာနားယူရဲကိုယ်စိတ်ကိုအလုတ်ပြန်လုတ်ဖို့အားအင်းနေပြန်ဖြည့်တယ်ပေါ့နော်ပြန်ဖြည့်ပြီးတော့၃လလောက်နေတဲ့အချိန်ကြမှာညီမရဲ့ပေ့လေးကိုဝင်ကြည့်မိရယ်ပေါ့နော်ဝင်ကြည့်ရဲ့ခါကျတဲ့အချိန်မှာစာရီအများကြီးဝင်နေရ တွေ့ရတော့ပေါ့နော်။အော်ငါပင်မဲနေပြီမဲငါ့ကိုအားပေးရတဲ့သူတွေရှိနေသေးရပါပဲဆိုတဲ့စိတ်နဲ့ပြန်ထပြီးတော့ရက်ခေရအခုချိန်ထိပါပဲရှင်။အဲဒီလုပ်ငန်းစတော့လုပ်တော့ပါပေါ့နော်။တင်းနဲ့သွက်တက်ခေရမြန်မာငွေ6သိန်းချက်ပါ။အဲ့ချိန်တော့တင်းနဲ့သွက်တက်လို့မမက်ရရအမီစုတာတော့ခံခဲ့ရရပေါ့နော်။ Home Bakery လေးစခဲ့တော့ကအဲ6သိန်းလောက်နဲ့စပြီးတော့လုပ်ဖြစ်ခဲ့ရပါရှင်။ ဟုတ်ဟုတ်အဲ့လိုပဲပြောရမှာပေါ့ခုနကျေပြောခဲ့တယ်လို့ပဲမလို့ရင်လည်းလုံးဝမလို့ဘူးလုံးရင်လည်းတရားရခိုင်တော့အပြည့်လုတ်တဲ့ result လို့ပဲပြောရမှာပေါ့နော်အဲအခက်ခဲကြီးကတော့ရှိရဲတဖြည်းဖြည်းအရင်းကြီးကြီးလာတဲ့လုပ်ငန်းတွေလည်းများလာတယ်ပေါ့နော်အဲစတော့ွားဆိုရင်ညီမစပြီးတော့တိမ်ဖြူဆိုင်ခွဲလေးစဖွင့်တော့ဆိုဝန်ထမ်းလေးရောက်နေစခဲ့ရပါအခုချိန်မှာညီမဝန်ထမ်း55ရောက်တောင်ရှိပါပြီအဲဒါလုပ်ငန်းတစ်ခုရဲ့ဟိုပါပေါ့အရင်းကြီးပဲပေါ့နော်ဝန်ထမ်းအင်အားဆိုတာဒီလိုပဲဟိုခက်ခဲတဲ့ခါတိုင်းအားတင်းလိုက်ပြန်စားလိုက်အားတင်းလိုက်ပြန်စားလိုက်နဲ့အခု ုဟိုဒီလောက်အနေထားကြီးရောက်လာတာပါရှင့်ဟုတ်စားလို့တော့မရှိဘူးရှင်ညီမနဲ့ညီမအမျိုးသားနှစ်ယောက်ပေါ့နော်တယောက်ကမုတ်တီဖို့ရင်တယောက်ကဦးရီခွက်တီစီကူတယောက်ကဦးရီခွက်တီစီတယောက်ကမုတ်ဖို့အဲ့လိုပုံစံနဲ့စခဲ့ရပါအဲလုတ်ပြီးတော့တနည်းလောက်နေတော့မှဝန်ထမ်းလေးတယောက်စပြီးတော့ထားဖြစ်တာပေါ့နော်ဟုတ် ရှိပါတယ်တခါတလေကြရဲလို့မုံလုံးနေနေရန်ဖြစ်တာ ਈ အဲ့လိုဘောနော်တခါလေကြရဲမမရအဲ့လိုကြောက်တွေပါနေပေါက်ပြီးတော့ရန်ဒီပါထတ်တက်တဲ့ဒီအဲ့လိုအခက်ခဲရှိခဲ့ပါတယ်ဟောဒါမဲ့လို့ခုနပြောတဲ့လိုပဲအဲဒီဇိုင်းမမတ်တီရှာလောက်သွားမယ်ဟော စူးစမ်းမယ်ဆိုရင်တော့ဘန်းနိုင်တစ်ခုရောက်မှာပါညီမတို့ပေါ့နော်ညီမတို့ဆိုင်ကဒီဟာလာ product ကိုအဓိကရောင်းတာဖြစ်လို့ဒီအဓိကပအဝင်ပစ္စည်းအကုန်လုံးကလည်းဟာလာဖြစ်ပါတယ်နောက်တစ်ချက်ကကျန်းမာရေးနဲ့ညီညွတ်စွာထုတ်လုပ်ထားလို့တာရှိခန့်ဆွေးကိုလုံးဝအသုံးမပြုထားပါဘူးအဲအဲ့ဒါကတော့ပေါ့နော်ဘလောက်ပဲဟိုဆိုင်ဘက်ကတာရှိခန့်ဆွေးတုံးနေမတုံးပြောပြောစားတဲ့ customer တွေဒီစားနေကြ customer တွေဒီဒီမုတ်တစ်ခုမှာတာရှိခန့်ဆွေးမပါလားမပါလားအတိအကျဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကပေါ့နော်စီးကျူသမားတွေထားလို့ရအောင်လို့ဆိုင်မှာမုတ်တွေလည်းထုတ်လုပ်ပေးထားပါတယ် နောက်ပြီးကျဲဆိုင်မှာစေးတကြလုံးဝလုံးဝမသုံးပါဘူးအဲတကြအစစ်ကိုပဲအသုံးပြုထားပါတယ်အဲအဲ့ဒီအတွက်စီချိုသမားတွေလည်းစားလို့ရတယ်နောက်တစ်ခုကကြတော့ဒီမုတ်တော်တော်များများမှာလည်းတကြပါဝင်မှုနှုံးကိုရှော့ချထားတယ်ပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်မလို့ဟိုကျဲမကြီးနဲ့လည်းအထူးသိလောင်စားထုတ်ပေးထားပါတယ်ရှင်အဲနောက်ပြီးတော့ဂျုံနေစီရီကိုလည်းညီမတို့ကရိုးတရအတင်သွင်းတဲ့ဂျုံနေစီရီကိုဒါအသုံးပြုပြီးတော့ထုတ်လုပ်ထားပါတယ် မီနူပေါင်းကတော့မျိုး80ကျော်ပါတယ်။ကိတ်ဖက်မှာတော့40ကျော်ပတ်မုတ်ဖက်မှာ50ကျော်80နဲ့90ဝန်းကျင်လောက်ရှိပါရှင်။ဟုတ်2005ကနေစရှိပါတယ်မုတ်တီဟုတ်ကဲ့ရှင်အာပူတင်တို့အတက်တိုးဆိုရင်2500ကနေစရှိပါတယ်ရှင်ဟုတ်ဈေးအနည်းဆုံးလေးဆိုရင်ဒီအတက်လေးကနေစရှိပါတယ်တခု2500ချက်ပါ အဲနောက်တစ်ခုပြချင်တာကတော့ညီမတို့ဆိုင်ရဲ့နာမည်အကြီးဆုံးမဟုတ်မင်းသားပါသူကတော့ဘေးသားပါမဟုတ်ပါ သူဆိုရင်လဲစားဖို့အရင်တင့်တော်ပါတယ်ဇီနုံချက်အားဖြင့်6500ချက်ပါ ဟုတ်သူကဘေးသားနဲ့လောက်ထားပါသူဆိုရင်ဇီနုံချက်အားဖြင့်6500ချက်ပါဟုတ်တယ်ရှင်တချမ်းပါဟုတ်ညီမတို့ကတော့အချမ်းပဲရောင်းပါတယ်အမဟုတ်အထဲမှာသူကအစာလေးမျိုးပါပါတယ်ဘေးသားရေချက်ဥရေချီရေချက်မြင်ရေပါ သူဆိုလက်တော်ဝါစာဆိုင်ရှိရေပေါ့နော်ဘိုက်လည်းပြည့်လွယ်ပါတယ် ဒီဟာအမေသားပါမဟုတ်ပါနော်။ရှင်သူကတော့ဒီအမေသားချစ်သူတွေအတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။သူလည်းခုနလိုပဲအစာလေးမျိုးပါဝင်ပါတယ်။အဲချက်ဥရဲ့ချိရဲ့ချက်မြင်ရဲ့အမေသားအပြရဲ့ပေါ့နော်။သူကဈေးနှုန်းချက်အပြင်8500ချက်ပါ။ เออနောက်တစ်ခုကတော့ဒါလေးပေါ့เนาะဒါလေးကတော့အခုအစ်စ်ထုတ်ထားတဲ့မုတ်လေးပါသူကတော့ denim ဒါနဲ့လုတ်ထားတာပါရှင်အဲသူကတော့ piece denim လို့ခေါ်ပါတယ်အထဲမှာ crunch ရဲ့ piece အနစ်ရဲ့အနစ်လေးပါတယ်ပြီးတော့ဒီကမတ်မွန်ဒီပေါ့เนาะမတ်မွန်ဒီလေးနဲ့သူကဈေးနှုန်းကျအပြင်တထောင်ပါအဲစားလို့တော်တော်ကောင်းပြီးတော့ဘိုက်ဝပါတယ်ဟုတ်ကလေးလေးကြိုက်တယ်ဒီမုတ်ကိုတော့လူကြီးလေးတော်တော်များများကြိုက်ကြရရှင် ဟုတ်အမချင်းပြုံချင်းမြုံချင်းပြုံလေးရဲ့နောက်တစ်ခုကဒီခရင်ချီပေါင်းဆက်လိုက်တဲ့အခါကျတော့ဒီခရင်ချီရဲ့အစိမ့်တက်ရယ်ပေါ့နော်အဲ့လိုပုံစံလေးတွားထားပါတယ်။ဤညာမျိုးလည်းမဟုတ်ပဲလူကိုလည်း fresh ဖြစ်စေပါတယ်။ဇင်းတို့ကြအဖြစ်တပေါင်းပါ။အဲဒီဒီကောင်းတာတစ်ခုလုံးကတော့ညီမတို့ဒီဟိုဟာဆိုင်သေးအတွက်ထုတ်ထားတဲ့ special menu တွေပါပဲ။ဟုတ်ဒီနေ့အသားတွေနဲ့ပတ်သက်တာ share ရရယ်ပေါ့နော်။ဟုတ် အဲဒါလေးပါဒါလေးကတော့ pistachio ဒဏ်နှစ်လို့အမည်ပေးထားပါတယ်။သူကအခုနမိတ်ကြီးနေတဲ့ဒူဘိုင်းချောကလက်ထဲမှာပါတဲ့အနှစ်နဲ့လောက်ထားတာပေါ့နော်။သူကတော့ဒဏ်နှစ်အသားပါအထဲမှာ pistachio ပါမယ်။ပြီးတော့ဒီအပေါ်လေးမှာပေါ့နော်ချောကလက်လေးရဲ့ဒီဒူဘိုင်းချောကလက်ကိုခွဲလိုက်ရင်ထွက်လာတဲ့အနှစ်လေးရဲ့ပေါ့နော်။ဒီဟိုစီလေးရဲ့ပါပါတယ်။အဲသူကဈေးနှုန်းကျအပြင်တထောင်ခွဲပါ။ဟုတ်ဒါဆိုရင်တော့နှစ်ယောက်လောက်စားလို့ရပါရဲ့ရှင်။ဟုတ် ဟုတ်သူကဒဲနစ်သားဆိုတာဘယ်လိုမျိုးလဲဆိုတော့သူက unsorted pattern နဲ့လှုပ်ထားတယ်ဒီ layer တစ်ထက်ချင်းစီတိုင်းမှာဒီ top back ကိုထည့်ပြီးတော့မုတ်တာကိုချိန်လိုက်တာပေါ့ဟုတ်အဲ့လိုမျိုးဟာနဲ့လှုပ်ထားတာပါပုံမှန်ပါမုတ်တာနဲ့မတူပါဘူးသူကပိုစားကောင်းပြီးတော့ပိုပြီးရတာရှိပါတယ်အဲထုတ်လုပ်ရတဲ့နေရာမှာလည်းအလုပ်ပိုများပြီးတော့ဈေးကြီးရယ်ပေါ့နော်ဟုတ်အဲအဓိကဘဲသားရယ်ချက်သားရယ်အမဲသားရယ်စော့စစ်ရယ်ပေါ့ กว่าပါတယ်ရှင်ကြက်သားပါမဟုတ်ဆိုရင်6000ဘယ်သားပါမဟုတ်ဆို6500မယ်သားပါမဟုတ်ဆို8500ပါဆိုင်ဖွင့်ချိန်လေးကတော့မနေ့9နှစ်နာရီည10နာရီထိပါရှင်ဟုတ်ပိတ်ရတော့မရှိပါဘူးရှင်အခါကြီးရဲ့ကြီးရေဆိုလဲညီမတို့ဆိုင်ဖွင့်ပါတယ်ညီမတို့ဆိုင်ကတခြားဆိုင်နေနဲ့မတူဘဲထူးခြားချက်ကတော့တနာရီတွင်းမှာဗတိကိတ်မဟုတ်ရတာပါပဲရှင်အဲတကယ်လို့ပွဲတွေပါမိနေရယ်ဆိုရင်တနာရီကျူပြီးတော့မာယုံနဲ့ကိတ်မဟုတ်ရတယ်ပေါ့နော်ဒါကလေဒီကောင်တာထဲမှာအသိရှိနေတဲ့ကိတ်မဟုတ်ပဲနဲ့မိမိလိုချင်တဲ့ဟိုဒီဇိုင်းဒီပေါ့နော်အယောင်ကာလာအယား တာပေါ့နော်ဟုတ် site ကလည်းဒီတနအီတွင်းဆိုရင် တော့6လက်မ7လက်မတွေရပါတယ်အဲတနအီလာမယုံနဲ့တက်မှတ်ထားတဲ့ catalog ထဲမှာရှိတဲ့ design တွေရပါတယ်တကယ်လို့မိမိလိုချင်တဲ့ customize design ကအရန်ခက်မနေဘူးအဲလုံးလို့လွယ်တဲ့ဟာမျိုးဆိုရင်လည်းလုပ်ပေးပါတယ်ရှင်အဲပုံမှန်ပေါ့နော် founder gate တွေအဲ heavy gate တွေ wedding gate တွေအကြီးကြီးတွေကိုတော့တရက်နှစ်ရက်ကြုံမှာပြပါရှင်ချက်လက်မကို3000ကျပ်ရနေစရှိပါတယ်ရှင်ဟောအော်ဈေးကြီးွားရင် design ပြောင်းဟော sorry အာစိုက်ကြီးသွားတယ်ဒီဇိုင်းပြောင်းသွားတယ်ဆိုရင်တော့ဇီနုံအပြောင်းလည်းရှိပါတယ်အစားအစာထိရှိပါတယ်ရှင်ဟောအထူးကဘေးသားပေါ့မဟုတ်ပေါ့အဲတချို့သူတွေဆိုနေရနေအဝေးကြီးလာပြီးဘေးသားပေါ့မဟုတ်ကိုတကူတကလာစားကြပါတယ်အဲ့လိုမျိုးအားပေးနေတဲ့အတွက်လည်း customer တွေဒီနေရနေကြီးစုတင်လိုက်ပါတယ်ဟုတ်အဲမြို့နယ်တိုင်းကို delivery ပို့ပေးပါတယ်ဒီ downtown မြို့နယ်ကြီးဆိုရင်တော့ပို့လွယ်ပေါ့နော်ဝေးရိပ်မြို့နယ်ကြီးကိုတော့ရက်သက်မှတ်ပြီးတော့ delivery ပို့ပေးပါတယ်ရှင် ဟုတ်ပြီရှိပါတယ်ဒီ Jazz Bakery နာမည်နဲ့ပါပဲပြီးမှလာမှလို့ရတယ်လို့ cell phone number 42502071ကိုလည်းဖုန်းဆက်ပြီးတော့မာယူနိုင်ပါရဲ့ရှင်ဟုတ်မာလို့ရပါတယ်အမဒီတက်မှတ်ထားတဲ့ဈေး6500မှာမဟုတ်ဘူးရှင်ဒီပေါ့နော်ဥမာ customer budget 3000တုံးမယ်4000တုံးမယ်5000တုံးမယ်ပေါ့နော်အဲဒါမှမဟုတ်လဲ1000အောင်မဟုတ်နှမျိုးလောက်တုံးမယ်ဆိုလေအဲ့ဒီ budget နဲ့ဝင်အောင်လို့ညီမတို့ event ပွဲတွေအတွက် special plan အနေနဲ့လိုက်ပြီးတော့လုပ်ပြရမျိုးရှိပါတယ် wedding cake အကြီးကြီးဆိုရင်လည်းညီမတို့လိုက်ပြီးတော့တွားပြီးတော့ဆင်ပေးတာဒီ ီပေါ့နော် event ပွဲတီရောက်ပို့ပြီးတာအဲ့လို west store စားပေးအကုန်တနေရာထဲမှာရပါတယ်ပြီးတော့ပေါ့နော် birthday cake အပြင်ညီမတို့စီမှာ surprise box တွေပန်းစည်းတွေဒီပေါ့နော်ပတ်စံပန်းစည်းတွေအကုန်မလို့ရပါတယ်အဲတနေရာထဲမှာ AC လာပြီးတော့မုတ်လေးစားမယ်ကိတ်ခွဲမယ်အဲ west store စားပေးအကုန်ရပါတယ်ဟုတ်ဟုတ် အဲ့လိုသတ်မှတ်ထားတာတော့မရှိပါဘူးဥပမာဝယ်နေဂိတ်တွေပါလေဆိုရင်တော့လေးစင်းကနေစပြီးတော့ညီမတို့တည်ယူပို့ဆောင်ရတာခက်တဲ့အတွက်ပေါ့နော်အဲ customer တွေလည်းအဆင်ပြေအောင်ဂိတ်မုတ်လည်းမထိခိုက်အောင်လို့ခန်းမမှာတွားပြီးပြင်ပေးရမျိုးလုပ်ပေးပါတယ်တကယ်လို့ event ပွဲတွေကြောင်းလည်းမုတ်ပေါ့နော်အဲမုတ်ဘလောက်ပဲယူယူပေါ့နော်အဲလိုက်ပြီးတော့ပြင်ပေးဆိုရင်တော့ပြင်ပေးရပါတယ်ဒီအတွက်တော့ထပ်ပြီးတော့ဝန်ဆောင်ကထပ်ပေးရပါတယ်ရှင်ဟုတ်ညီမတို့စီမှာဒီပမုတ်တီးပြင်းပေါ့เนาะကိတ်မုတ်တီးလည်းအဆုံရပါတယ်အဲကိတ်မုတ်နဲ့ပတ်သက်တာတွေဆိုလည်းအကုန်ရတယ်ပေါ့เนาะ ဟုတ်ချောကလက်တီချီတွေအဲအကုန်ပေါ့နော် mousse cake စီးတွေပြီးတော့တာရီမီဆူတွေအကုန်ပေါ့ red velvet အကုန်အကုန်ပြရပါတယ်ဒါအပြင် drink တွေလည်းရပါသေးတယ် drink တွေကတော့ဒီပေါ့အဓိက coffee fresh juice frappe smoothie အဲပြီးတော့ဒီ special menu တွေဖြစ်တဲ့ menu အစ်စ်တွေလည်းထပ်မံပြီးတော့ထုတ်လုပ်ပေးထားပါတယ်ရှင်အဲအမြဲတမ်းအားပေးနေတဲ့ customer တွေကိုတော့ကျေးဇူးတင်ပါတယ်အဲ jazz bakery ဆိုပြီးဖြစ်ပြီးဖြစ်တည်လာပြီးတော့ဒီနေရာထိရောက်လာရဲဆိုတာဒီ customer ရဲ့ကျေးဇူးကြောင့်ပါအဲအဲဒီကြောင့်မလို့အမြဲတမ်း ုတ်ဒီဒီထက်ပိုပြီးစားကောင်းအောင်ဒီဆိုင်းရဲမုတ် quality ကိုထိန်းနိုင်အောင်အမြဲကြိုးစားနေပါတယ်။အဲထက်မှန်ပြီးတော့အစ်စ်လာစားမဲ့ customer တွေကိုတော့တစ်ခေါက်ပဲလာစားကြည့်ဖို့ဖိတ်ခေါ်ပါရစေ။တကယ်လို့တစ်ခေါက်စားပြီးရင်နောက်တစ်ခေါက်ထက်လာမှာမို့လို့တစ်ခေါက်ပဲလာစားကြည့်ပါလို့ ကဲ customer အဓိကဒီမုတ်ပေါက်တယ်ဆိုတာ customer ရဲ့လက်ခံနှုန်းပဲပေါ့နော် customer ရကအရန်ကြိုက်ကြတယ်အသားပါတဲ့မုတ်ကိုလည်းဒီ6500နဲ့စားရတယ်နောက်တစ်ခုသူကတကယ်တစ်ခုစားရင်ဗိုက်ပြည့်ရယ်ပေါ့နော်အဲအဲ့ဒီပုံမှာသူတို့တော်တော်ကြိုက်ကြပါတယ်သူစီကဘဲသားပါမုတ်ကတော့လုံးဝ feedback အကောင်းရပါတယ်ရှင်ဟုတ်အဲအမြဲတမ်းညီမဟိုစလုပ်ခဲ့ရဟိုဒေတာပါမုတ်ဆိုလေဒီမီဒီယာဟောက်ပလက်ကလာကြီးညာပြီးနောက်ပိုင်းမှာနာမည်ကြီးသွားမှလို့အမြဲတမ်းစပို့ပေးနေရမီဒီယာဟောက်ပလက်အဖွဲ့သူအဖွဲ့သားများကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် ပထမဆုံးစားလုပ်တဲ့မုတ်ကအခုလက်ရှိဆိုင်မှာတော့မရောင်းတော့ဘူးရှင်ချောကလက်ပစ်လိုပါသူကခေါင်းပုံစံခောက်ထားတာလေးပေါ့နော်ဖောက်လိုက်ရင်အလေမှာချောကလက်အနစ်လေးပါရယ်ပေါ့နော်အဲ့ဒီကောင်ကြီးကပထမဆုံးစားလုပ်ခဲ့တဲ့မုတ်ပါအဲဒုတိယစားလုပ်ခဲ့တဲ့မုတ်ကတော့ဆိုင်မှာအခုရှိပါတယ်သူကတော့ချောကလက်လက်ပါပါသူကအသေးအကြီးညီမတို့ဆီမှာနှမျိုးရပါတယ်သူကလည်းချောကလက်ကိတ်သားရယ်အပေါ်မှာချောကလက်အနစ်ရယ်ပေါ့မှာအလေမှာချောကလက်ဆော့လေးထည့်ထားပေးရပါဈေးနှုန်းကျအားဖြင့်တောင်းလေးတောင်ကနေပြီးတော့စားရှိပါတယ်အဲ့ကောင်ကြီးကတော့အခုထိလက်ရှိအထိပေါ့ဘက်ဆယ်လာအဖြစ်ရှိနေပါသေးတယ်ဟုတ် အဲတကယ်ပြောရရင်ပီလိုကလက်အရန်ဝင်လို့ပေါ့နော်အဲအရန်ပြောကြရဲဒါဒီဒီຢာလေးတွေ့ရင် customer တွေလည်းလာပြောမှာပီလိုပြန်ရောင်းပြန်ရောင်းဆိုပြီးဟုတ်ပြန်ရောင်းပေးနိုင်အောင်လို့ကြိုးစားပါမယ်လို့ဟုတ်ညီမကတော့အဓိကချောကလက်ကိုပိုကြိုက်တယ်ပေါ့နော်ချောကလက်နဲ့ပတ်သက်တဲ့မီနူးတွေထုတ်ရင်လည်း customer တွေတော်တော်များများလက်ခံနေဒါပေမဲ့ကိတ်မုန်းနဲ့ပါမုန်းဆိုရင်တော့ပါမုန်းကိုပိုကြိုက်ပါတယ်လူတွေနေ့တိုင်း daily စားလို့ရတယ်ပေါ့နော်အဲနောက်ပြီးတော့အစာလည်းတကယ်ခံပါတယ် အဲမီနူးတော်တော်များများတော့အကုန်လုံးကိုယ်တိုင်လောက်တာပါညီမရေညီမဒီပေါ့ညီမရဲ့ခလေးတွေပေါ့နော်ညီမတင်းရဲ့အတူတူပေါင်းဆက်ပြီးတော့လုပ်ပါတယ် ဟုတ်အဲဘေသာပါမုတ်ကားကြတော့ဗောနော်ညီမဘေသာအရင်ကြိုက်တယ်တကယ်လေးဘေသာကိုကြိုက်တော့ဗောနော်ဒီအဲတိုင်မင်ဖြစ်တယ်ဗောနော်ညီမဒီမုတ်လုတ်တဲ့ကလေးနဲ့ငါတို့ဘေသာနဲ့ပတ်သက်ပြီးတော့မုတ်လီတစ်ခုလောက်လုတ်ရအောင်ဆိုပြီးတော့ပထမတစ်ခုစပြီး one stop map ဆိုင်ကဖွင့်တော့ထုတ်ခဲ့ပါတယ်သူကတော့ဟိုက dash janet ဆိုပြီးတော့နာမည်ပေးထားတာဗောနော်ဒါပေမဲ့အဲမုတ်လီကအဲ့လိုမပေါက်သွားဘူးဗောနော်ညီမတို့ဒီအဲလွယ်ချက်တစ်ခုကြောင့်ပဲဗောနော်မပေါက်သွားခဲ့ဘူးအဲ့ချိန်မှာအဲငါတို့ဒီဘေသာနဲ့ပတ်သက်ပြီးတော့လည်းမပေါက်ဘူးဗောမုတ်တစ်ခုစမ်းရအောင်ဆိုပြီးတော့မြောက်တူတူတိုင်မင် င်ပြီးတော့ထုတ်ဖြစ်တာပါအဲပထမအဦးဆုံးမြန်မာနိုင်ငံရဲ့ဘေးသားပါမုံလို့ပြောလို့ရပါတယ်ရှင် သူကလက်တော်စားဆိုင်ကို6500ချက်ပါဒီလိုပေါ့နော် family ရေးစားဖို့ဒီလို4000လက်မှပတ်လေအကြီးဆိုရင်တော့အဲဈေးနှုန်းချက်က3000နဲ့3000ပါအဲအဲ့ဒါဆိုရင်ဘယ်လိုမဆို10ရောက်လောက်စားလို့ရပါတယ်အဲတချို့အရင်ရောင်းရတဲ့ရက်တွေဆိုရင်တော့အဲ10ချက်15ချက်အချက်20လောက်ထိရောင်းရတဲ့ရက်တွေလည်းရှိပါတယ်အဲနောက်တစ်ခုကပေါ့နော်ဟိုတော်တော်များများပေါ့နော်ဒီဘေးသားပေါမုတ်ကစားကောင်းတဲ့အပေါ်မှာကျွေးကျင်ကြရပေါ့နော်ဂျေတို့လည်းစားတောက်လုံးနေတဲ့အပေါ်မှာစားကောင်းတာစားရရင်သူများကိုမျှဝေခြင်းတော့အဲ့လိုအချက်အကြီးမှရေရုံးမှဝန်ထမ်းတွေကိုခွဲကျွေးရ တယ်။အဲဘက်တရီဆိုရင်လည်းဒီဘဲတာပါမိုကြီးနဲ့လုတ်တယ်။အဲ့လိုရက်မျိုးတွေဆိုအော်ဒါအချက်60လောက်ဒီတက်ခဲရက်တွေလည်းရှိပါတယ်။ဟုတ်ဘေသာပါမုတ်ကတော့ညီမတို့ကတော့ဒီ XPR 2တိပဲပြီးပါတယ်အသားပါတယ်မုတ်ဖြစ်တဲ့အတွက်ဟိုထားမယ်ဆိုရင်တော့အထားက3ရက်လောက်တိခံနေဒါပေမဲ့စားရတဲ့အရာဒါဒီ taste တွေတက်ရှာတွေကပြောင်းသွားနိုင်ပါတယ်ဟုတ်ညီမကတော့ပြောပါတယ်မုတ်ဆရာတွေကတော့ငိုပါတယ်ရှင် ်သူကလောရတာလေတကယ်ရလှုပ်ဝင်နေမဟုတ်ဆိုတော့လေဒီဘေးသားကြော်ဖို့ပဲအချိန်9နာရီလောက်ပြီးရပါတယ်ဟုတ်ကဲ့ပါဟုတ်အမားတို့လေကျေးဇူးတင်ပါတယ်